တိုက်ပွဲတွေပြင်းထန်နေတဲ့ကရင်ပြည်နယ်ကော့ဂရိတ်တောင်ပိုင်းနဲ့ဂျုံလိုမြို့အနီးစစ်ကူတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းအထိနာနေပြီးစစ်ကောင်စီတပ်ကခြေရွာတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေရလို့နေမြေခံသတင်းအင်းမြစ်တွေကတာလင်ထားဖို့ပြောပါရစေ။ ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကစလို့ကျုံတွုံးမြို့နီးနွားချံကုန်းရွာဘက်မှာစစ်ကူတက်ရောက်လာနေတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA ဥဆောင်တဲ့မဟာမိတ်တော်လှန်ရေးအင်အားစုရဲ့ကြောင့်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဘက်ကအထိနာခဲ့ပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရမိခဲ့တယ်လို့တော်လှန်ရေးအင်အားစုသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ်။ ဒေါ်လာရင်းအင်အားစုရဲ့စိုးမိုးထိန်းချုပ်ထားတဲ့ဂျုံတို့ကော်ဂရိတ်လမ်းပိုင်းနွားချံခုံကနေ၉တိုင်အထိပြန်လည်သိမ်းပိုက်နိုင်မှုနဲ့စစ်ကူပေးနိုင်မှုအတွက်စစ်ကောင်စီတပ်ကဧပြီလတတိယပတ်လောက်ကစပြီးမော်လမြိုင်ဖအံကနေအင်အားအလုံးရင်းနဲ့ဂျုံတို့မြို့အနီးကဂျိုင်းလေတာထဲကိုစစ်ကူရောက်ရှိလာခဲ့တာပါတိုက်ပွဲမှာအထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာမေလာတရနေ့ညနေပိုင်းမှာ ုံလိုမျိုးအရှိမြောက်ကချောင်းဖြာကြာရင်စုကြီးရွာတွေပေါ်နေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာအရသားထိခိုက်မှုမရှိခဲ့ပေမဲ့နေအဆောက်အဦတချို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ဒေသခံတရင်အရင်းမြစ်တွေကတီးပေးထားပါတယ်တိုက်ပွဲကြောင့်ကြုံလို့မျိုးအနီးနားကျေးရွာတွေကဒေသခံပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ဒါအပြင်မေလ2ရက်နေ့နေ့လယ်ပိုင်းအချိန်မှာလဲ KNU တပ်မှချောင်းနယ်မြေကော့ဂရိတ်တောင်ပိုင်းကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်နေရလို့နယ်မြေခံသတင်းအရင်းမြစ်တွေကဆိုပါတယ်။ကော့ဂရိတ်ကြုံတိုတိုက်ပွဲ၃ပတ်နီးပါးရှိလာတဲ့အချိန်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ကြုံတိုကော့ဂရိတ်ပြည်နယ်ကဒေသခံပြည်သူ20ကျော်သေဆုံးခဲ့ရပြီး30နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူဦးရေတောင်းချီဟာပေးလို့ရကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ စေဘေးရှောင်နေရတဲ့ရက်တွေအချိန်ကြာလာတာနဲ့မျှစေဘေးရှောင်ပြီးသူတွေဟာနေထိုင်မှုနဲ့စားရေးရိခါရရှိမှုကျန်းမာရေးပြဿနာတွေရင်ဆိုင်ကြုံတွေ့လျက်ရှိနေပြီးအကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့သွားရောက်ကူညီပေးနေတဲ့အရက်ဘတ်အဖွဲ့အစည်းတွေကဆိုပါတယ်။ စစ်ကောင်စီတပ်ကတော့အာရှလမ်းပိုင်းမှာရှိတဲ့အောင်စရစစ်ကြောင်းအပါဝင်ကော့ဂရဲကြုံတို့လမ်းမိုင်းတွေကိုပြန်လည်သိမ်းပိုက်ထိုးဖောက်နိုင်မှုအတွက်ဂျိုင်းဒေတာထဲမှာအခြေချတပ်ဆွဲထားတဲ့တပ်အင်အားတွေကနေတဆင့်စစ်ကူပေးဖို့လျက်ရှိနေပြီးစစ်ကောင်စီတပ်ရင်းဌာနချုပ်တွေအပါဝင်စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုပါတိုက်ခတ်လျက်ရှိနေတာဖြစ်ပါတယ်။